ရန်ကုန်မှာငလင်လောက်လာမယ်ဆိုတဲ့ကောလာဟာလာသတင်းတွေကြောင့်မလို့မတ်လ29ရက်နေ့ညနေပိုင်းအချိန်နေနဲ့မတ်လ30ရက်နေ့မနေ့အစောပိုင်းအချိန်နေထိရန်ကုန်မြို့တွင်မြို့နယ်အများစုမှာတိုက်အောက်နဲ့လမ်းမတွေဘက်ပေါ်မှာစုစည်းပြီးတော့တညလုံးမအိပ်ပဲနေခဲ့ကြစူပါဂျာမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာခုချိန်ဒီမှာဆိုလို့ရှိရင်နော်ငလင်ရဲ့နောက်ဆက်တွဲသတင်းတွေအနေနဲ့ online social media ထပ်ပေါ်မှာအတော်လေးကိုပြန့်နှံ့နေတာဖြစ်ပြီးတော့မနေ့ မတ်လ29ရက်နေ့ညပိုင်းအချိန်မှာဆိုလို့ရှိရင်တော့ online social media ထပ်ပေါ်မှာရန်ကုန်မှာနယ်လေလှုပ်လာတော့မယ်ဆိုတဲ့ကောလာဟာလသတင်းပေါင်းများစွာကပြန့်နှံ့ခဲ့ပြီးတော့ရန်ကုန်မြို့နေပြည်သူလူထုများအနေနဲ့စိုးရိမ်တကြီးဖြစ်ခဲ့ရသလိုရန်ကုန်မြို့ပေါ်ကရန်ကုန်မြို့ပေါ်ကမြို့နယ်တချို့မှာအများပြည်သူများအနေနဲ့ညနေပိုင်းတွေမှာမအိပ်နိုင်တော့ဘဲနဲ့ပစ္စည်းပစ္စည်းတွေထုတ်ပိုးပြီးတော့ရည်ကြီးစာရွက်စာရမ်းတွေနဲ့တကွာလမ်းမပေါ်တွေမှာအတီးတီးထွက်ကရှောင်တိန်နေကြရတယ်ဆိုပြီးတော့လေသိရှိရတာပါ ဟုတ်လို့ပြောနလင်ကြီးရန်ကုန်မှာလှုပ်ခတ်မယ်ဆိုပြီးတော့ဘယ်ကဖြန့်လိုက်မှမသိတဲ့သတင်းတစ်ခုကြောင့်မလို့ပြည်သူများအနေနဲ့ညတကောင်ရဲ့အချင်းအထက်မြင့်တိုက်တာများပေါ်ကနေပြီးတော့ပြေးဆင်းလာခဲ့ပြီးတော့လမ်းပေါ်များမှာနေကြကြောင်းနဲ့ရန်ကုန်ဒေသခံတွေရဲ့ပြောဆိုမှုတွေနဲ့ဓာတ်ပုံဖိုင်တွေကသိရှိရတာလည်းဖြစ်ပါတယ်။ယနေ့မလ30ရက်နေ့နနက်တနာရီအချိန်မှာငလင်လှုပ်ခတ်မယ်ဆိုတဲ့ကောလာဟာလာများကအတော်လေးကို ။ online social media လူမှုစာမျက်နှာတွေထပ်ပေါ်မှာပြန့်နှံ့လာခြင်းဖြစ်ပြီးတော့လမ်းပေါ်မှာနေပြီးတော့သတိထားကြရန်နဲ့ငလင်လာမယ်ဆိုပြီးတော့အဟိပြောဆိုသွားကြသူများကြောင့်မလို့ရန်ကုန်မြို့လေကောင်မှာရှိတဲ့မင်္ဂလာတောင်ညွတ်လာတာကြောက်တရာစမ်းကြောင်ပပဲတဲ့ဘိုးတထောင်ပါဝင်အထက်မြင့်တိုက်တာများမှပြည်သူများအနေနဲ့လမ်းမပေါ်ကိုပြေးထွက်လာကြကြောင်းနဲ့ချိုမှာတနာရီကန်အကြာမှာပြန်တက်သွားကြတယ်လေအများစုမှာအိတ်မပြောတော့ဘဲနဲ့လမ်းပေါ်မှာတစုတိုက်ခန်းဝရဏာများတွင်သာစုပေါင်း၍နေကြကြောင်းကိုလည်းသိရှိရတာပါ ခုချိန်မှာပြည်သူများအနေနဲ့ကြောက်လန့်နေကြပြီးတော့အဲ့ဒီငလင်လာမယ်ဆိုပြီးတော့អော်လာတဲ့လူတွေကလည်းဘာဖြစ်လို့ဒီလိုလောက်တယ်လဲဆိုတာမသိဘူးဆိုပြီးတော့ဒေသခံတွေအနေနဲ့ပြောဆိုမှုတွေရှိနေတယ်လို့ရန်ကုန်မြို့ကြီးမှာလျှက်စစ်မီးနေတွေကလည်းမလာပဲနဲ့လာတဲ့အချိန်မှာလည်းတနအီတောင်ပြည့်အောင်မပေးဘူးဆိုပြီးတော့လည်းဒေသခံတွေရဲ့ပြောဆိုမှုတွေကသိရတယ်လို့အခုချိန်မှာဘယ်သူမှမအိပ်ရဲကြဘူးစူလိန်နဲ့ပန်းချန်သားမှာလမ်းလယ် platform တွေပေါ်မှာတက်ထိုင်နေပြီးတော့နေနေကြရတာလူတွေကတော့အများဆိုအများကြီးပါပဲ အခုလိုမျိုးကောလာဟာလာတနေ့နေထွက်ပေါ်မှုနဲ့ပတ်သက်ပြီးတော့သိရှိနားလည်သူပညာရှင်များအနေနဲ့လည်းငလင်းဆိုတာချုပ်တင်ခမန်းရေးမရနိုင်ကြောင်းနဲ့အဲ့လိုကြီးလာမှာမဟုတ်ကြဘဲချိန်ဘဲကာလမှာလာမယ်ဆိုတာကိုတိတိကျကျသိနိုင်ခြင်းမရှိကြောင်းကိုသတိပေးမှုတွေနဲ့ပြန်လည်ထုတ်ပြန်ခဲ့ပေမဲ့လည်းအများပြည်သူများအနေနဲ့စိုးရိမ်ကြီးစွာနဲ့ယနေ့မလ30ရက်နေ့နနက်စောပိုင်းအချိန်ဒီမှာလမ်းမပေါ်တွေမှာထွက်ပြီးတော့ငလင်းတန်းကိုရှောင်ရှားနေကြတဲ့တပ်ပုံတို့ကလည်းများစွာထွက်ပေါ်လာတာလည်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ခုချိန်ဒီမှာ သတင်းကြီးသူပရိသတ်များအနေနဲ့လဲဝါရဖြတ်သတင်းတွေကိုအယုံမလွယ်ကြဘူးနဲ့ဘွားဘေးအနေဆိုတာကြိုတင်ခံမှန်း၍မေးရအကြောင်းကိုလဲပညာရှင်များကထောက်ပြပြောဆိုလျက်ရှိသလိုသတင်းများစွာတို့ကိုနှိုင်းရှင်ဖတ်ရှုပြီးမှသာယုံကြည်သင့်ကြောင်းနဲ့အခုလိုမျိုးမလိုလားအပင်နဲ့စိုးရိမ်ပူပန်မှုတွေထက်ဘွားဘေးအနေကိုသတိရှိရှိနေထိုင်ကြရန်အတွက်ကိုအခုသတင်းကြောင်းလေးကိုတင်ဆက်ပေးလိုက်ရင်ねကျွန်တော်စူပါဂျောမီဒီယာမှာငလင်နောက်ဆက်တွဲသတင်းများကိုအမှန်ကန်ဆုံးနဲ့အမြန်ဆန်ဆုံးဖြစ်အောင် ဆက်လက်စူးစမ်းတင်ဆက်ပေးသွားမှာဖြစ်ကြောင်းကိုလည်းအသိပေးလိုက်ရပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့ဒုတိယချန်နယ်ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုမှာနောက်ထပ်သတင်းကြားတစ်ခုနဲ့တကွာပြန်လည်ဆုံတွေ့ကြရအောင်ပါပရိသတ်ကြီးတို့ရေ